ောက်အနှစ်90နေလို့ကိုရဲ့လူငယ်ဘဝကိုပြန်ကြည့်လိုက်လို့ရှိရင်ကိုလုတ်ခဲ့တဲ့လောက်ရက်ကိုမလုတ်ခဲ့တာတွေတော့အောင်ထမ်းမရချင်ဘူးအဲ့စကားလို့သူတိတ်ကြိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်လည်းအဲ့လိုမျိုးပဲနောက်အနှစ်90ကြာလို့ရှိရင်ဒီလိုမျိုးလူတို့ကိုဖိနှိပ်ရက်ဆက်တဲ့အာလာရှင်စနစ်ကိုဆရာနာရှင်စနစ်ဆိုတော့ကျွန်တော်ကမတိုက်ထုတ်ခဲ့ဘူးတိုက်ထုတ်တဲ့နေရာမှာကျွန်တော်မပါခဲ့ဘူးဆိုလို့ရှိရင်အဲကျွန်တော်ကိုကျွန်တော်နောက်ထားရလို့ဆုံးမှာမဟုတ်တော့ဘူးဆိုတော့ကျွန်တော်အဲ့နောက်ထားနေကျွန်တော်အသက်မရှင်ဘူးတော်လန်ကြီးဆိုတဲ့ခေါင်းစဉ် ြည့်အောင်ပါမှာစီရေးနဲ့လူလူလှုပ်ရှားမှုတွေနှစ်ခုခန္ဓာနှစ်ခုခွဲပြီးတော့လုပ်ရမှာဖြစ်တယ်စီရေးကစီရေးနီလန်းသွားမယ်လူလူလှုပ်ရှားမှုလူလူလှုပ်ရှားမှုနီလန်းသွားမယ်အဲ့တော့ပုံမှန်အားဖြင့်တော့ဒါကအားလုံးနဲ့ပြီးကြတယ်ပြည်သူအားလုံးလက်နက်ကင်လို့အဆင်မပြေဘူးပြည်သူအားလုံးသူတို့မှအကြောင်းပြချက်မျိုးစုံရှိတယ်လက်နက်ကင်ဖို့အဆင်မပြေလူတွေရှိတယ်ဒါမျိုးတွေကိုကျွန်တော်တို့ကလက်နက်မကင်လို့မင်းတော်လိုင်းနဲ့မပါဘူးဆိုပြကြတော့ပြစ်ထားကြလို့မရအဲ့လိုမျိုးပြစ်ထားကြလို့ရှင်တော့တော်လိုင်းရေးနဲ့ပြည်သူတွေကဝေးသွားတယ်ပြည်သူကတသက်တော်လိုင်းရဲ့တသက်ဖြစ်သွားတယ်အဓိကအရေးကြီးဆုံးကတော့စီရေးနဲ့လူလူလှုပ်ရှားမှုနဲ့အခန်းကြီးရှင်ကျွဲသွားဖို့လိုတယ်ဆိုတာပါ ါပဲပြည်သူကိုကျွန်တော်အမြဲတမ်းတောင်းဆိုတာရှိခိုးဘက်ကလိုအပ်ချက်တွေဟိုပြည်သူအနေနဲ့အမြဲတမ်းထောက်ပြဝေဖန်ပြောဆိုနေဖို့လိုအပ်တယ်ဒါမှသာကျွန်တော်ကပို့ပြီးတော့ကောင်းမွန်တဲ့အစုဖွဲ့တကူရရှိမှာဖြစ်တယ်ပေါ့တော်လိုင်းရဲဘော်တွေဆိုလို့ရှိရင်အကုန်လုံးပေါ့နော်ဆိုဘယ်လိုပဲဖြစ်နေပြီလက်လက်ကန်နေပြီလက်လက်မကန်နေဖြစ်စေဥမာတချို့ပြည်သူကြထင်တာပေါ့နော်ထမင်းတွေးမှပတ်စံလှူမှထောက်ပံ့တာမျိုးဟိုထင်ကြတယ်ပေါ့နော်ကျွန်တော်တို့ဆိုအမြဲတမ်းပြောရရှိဆိုအဲ့ဒါတွေကထောက်ပံ့နေအမှန်နေဒါပေမဲ့အဲ့ဒါတွေမထောက်ပံ့နိုင်ဘူးဆိုရင်တော့မှအနည်းဆုံးကျွန်တော်တို့တွေ့ရင်ပြုံးပြပါကျွန်တော်တို့ ਨੇ လမ်းမှာတွေ့ရင်ပြည်သူကကျွန်တော်တို့ ကျွန်တော်လက်မှတ်တွေကျွန်တော်တို့ပြုံးပြလိုက်ပါအဲဒါမှမဟုတ်လက်သုံးချောင်းထောင်ပြပါဒါဆိုရင်ကျွန်တော်တို့အတွက်ကြီးမားတဲ့အထောက်ပံ့ဖြစ်တယ်